အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာချင်းမင်းမြေတာရေးသားတဲ့အမုံမီတစဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်နေပြောင်းအမိတ်စာကြလာတော့လဲပြောင်းရွှေ့ရခြင်းအပေါ်မှာဒေါက်တာရေးမြင့်ထွေထွေထူးထူးခံစားနေရခြင်းမရှိပေဆရာချင်းပြည်နယ်ဘက်ကိုပြောင်းရတော့မှာသူစကားကြောင့်အလုံးမြင့်တက်နေကြသည် ဒီစကားကိုမပြောချင်တော့လေပြောင်းရွှေ့စာကရောက်လာပြီမို့အတိပေးလိုက်ရခြင်းပင်သူ့ရုံးခန်းထဲတွင်လက်ထောက်ဆရာဝန်များမှအစာတန်ရှိအစုံဆေးရုံတစ်ခုလုံး၏ဝန်ထမ်းများအလုံးတယောက်မကျန်ရောက်ရှိနေကြပြီဝန်ထမ်းအလုံး၏မျက်နှာများသည်ညှိုးနွမ်းနေသည် ထိုအခိုင်မိသည့်အတန်မြထွက်ပေါ်လာခြင်းမရှိသေးပဲငြိမ်သက်တိတ်ဆိတ်ခြင်းကလည်းအတီးတခဏကြာတော့လက်ထောက်ဆရာဝန်ခိုင်းသစ္စာကဆရာ ဟိုရောက်ရင်ကျမ်းမာရေးကယူဆိုင်ပါနော်။ခေါင်းတစ်ချက်သာနှိပ်ပြရင်ခိုင်တစ္ဆာကိုစူးဆိုင်ကြည့်လိုက်သည်။ပါးပြင်မှာအပြုံးလေးတစ်ခုကလက်ခနဲ့လင်းသွား၏။ထိုအပြုံး၏အနက်ကိုတော့ဟော်ထုတ်နိုင်ခြင်းမရှိခဲ့သလိုဟော်ထုတ်ဖို့လည်းဆန္ဒမရှိခဲ့ပေ။ကိုလို့ဆရာရှိတာကိုလုပ်လို့ရပါပြီ။အားလုံးကိုနှုတ်ဆက်ခဲ့ပါရခင်ဗျာ။ဝန်ထမ်းအားလုံးအရှိုးရှိုးနဲ့ရုံငန်းတွေကထွက်ခွာသွားကြတော့မှစပွဲကုန်ကိုငွေကြည့်ရင်မိုင်းတွင်နေမိရင် ခေါင်းညင်ရင်ခေါင်းခါရင်အခန်းနှင်းမင်္ဂလာပါဆရာ ကျမက ခိုင်တစ္ဆာ၏နှုတ်ဖျားစီကစကားတို့သည်ဆက်လက်ထွက်ပေါ်လာခြင်းမရှိပေဒေါက်တာရဲမြင့်ကိုကြောင်စီစီနှင့်ကြည့်နေသည်သူကဘာလို့ဒီဆေးရုံကိုပြောင်းရွှေ့လာတာလဲဟိုသည့်အတွေ့ကချက်ချင်းနေရာယူလာလေသည်ထိုင်လေးတစ္ဆာဟိုဟို sorry ဒီလိုခေါ်ရတာနှုတ်ကျိုးနေလို့ပါရပါတယ်ရှင် ကျမတို့ကရေစက်မကုန်သေးဘူးထင်တယ်နော်ဆရာ ခိုင်တစ္ဆာ၏ ခနဲ့တလူလူစကားကြောင့်ဒေါက်တာရဲမြင့်နေမတိထံမသားဖြစ်ပြီးဒီဆေးုံမှာခိုင်တစ္ဆာရှိမှမသိလို့ပါပြီးတော့တွေ့တွေ့ချင်းပဲတောင်းပန်ပါတယ်ဆိုတဲ့စကားကိုပြောပြရစီရှေ့ဆက်ပြီးမောင်နှမတွေလိုခင်ခင်မင်မင်နေပြီးတော့အလုပ်တွေကို အတူတူလုပ်ကြတာပေါ့ရှင်ကတော့ခုချိန်မှာဒီစကားတွေပြောနိုင်တာပေါ့ဟူ၍စိတ်ထဲကနေပြန်ပြောရင်နှကန်းကိုမဲ့ရွယ်ထားလိမ့်ဤဒေါက်တာရဲမြင့်ကိုမထင်မှတ်ပဲမြင်တွေ့လိုက်ရသည်မို့ ဒေါသတို့ကရင်တွင်းဝယ်တရှိန်ချင်းတောက်လွန်လာသည်သို့တော်လေစိတ်ထဲတွင်ရှိနေသည့်အတိုင်းပေါက်ကွဲလိုက်ဖို့ဆိုသည်မှလည်းမဖြစ်နိုင်မိခဲ့သို့သောနာကျင်မှုများရှိခဲ့စေကမူအခုချိန်မှာဒေါက်တာရဲမြင့်ကမိမိ၏အထက်လူကြီးတယောက်ဖြစ်နေပြီလေဒေါက်တာရဲမြင့်ပြောင်းရွှေ့လာခြင်းကစာပျော်ရွှင်ခြင်းများပျောက်ဆုံးသွားခဲ့သည် ထို့အစားစိတ်ကတိကအောက်ဖြစ်ရခြင်းနာကြီးစိတ်တို့ တဖွာဖွာဖြစ်လာရခြင်းစသည် ဟုတ်သည်လေဒေါက်တာရဲမြင့်ဤတစ္ဆာဖောက်ခြင်းကိုခံခဲ့ရတော့နာကျင်နေလိမ့်မည်သာထို့တူနာကြီးစိတ်တို့ကလည်းလိုင်းပြင်းများကဲ့သို့သူ့နှလုံးသားကိုတဝုံးဝုံးနှင့်ရိုက်ပုတ်လာသည်အချစ်ကြီးချစ်ခဲ့ပြီးမှနှစ်ဖက်မိဘဆွေမျိုးများကြားမှာအော်ပေါ်ထင်ထင်လက်တွဲခဲ့ပြီးမှအစွန့်ပဲခံရသည်ဤသို့သောမိန်းကလေးသည်စိတ်မနာပဲနေအံ့ မနာကြီးပဲနေအံ့နေထို့ကြောင့်ဒေါက်တာရဲမြင့်ကိုနီးကပ်စွာတွေ့နေခြင်းကပင်ရင်ထဲဝယ်မင်းနဲ့ပူလောင်နေရသည်တွေ့လဲမတွေ့လို့တော့မြင်လဲမမြင်ခြင်းတော့တကဘာစီသာချားကျင်မိတော်သည်အခန်းသုံးအာကျမဘလုံးမမခံစားနိုင်တော့ဘူးဖိုက်တွေတအားအောင့်နေပြီကဲကြပါဦးဖိုက်ကလေးကိုဖီရင်နာကျင်သောဝေဒနာကြောင့်အသေးတန်အောင်ငိုနေသည့်လူနာအမျိုးသမီး ထိုလူနာကိုစမ်းသပ်ကြည့်ရှုနေသည့်ဒေါက်တာရဲမြင့်ဦးတက်ပေါက်သွားတာနေမယ်အမြန်ဆုံးခွဲစေးရမယ်ကဲဆရာမတို့လူနာကိုခွဲစေးဖို့လိုအပ်တာတွေကိုအမြန်ဆုံးစီစဉ်လိုက်ပါဟုတ်ကဲ့ပါဆရာ လူနာမျိုးသမီးဤစူးစူးဝါးဝါးအော်ဟစ်လိုက်သည့်အတန်ကြောင့်ဈေးရုံထဲတွင်ရှိနေသောလူနာအချို့ဤမျက်လုံးများသည် ထိုအမျိုးသမီးစီသို့စူးပြုံရောက်ရှိလာသည်ဒေါက်တာများလည်းပြရာခတ်နေရ၏ဒီလိုနှင့်ခွဲစိတ်ခန်းတဲ့သူရောက်ရှိသွားကြသည် ခွဲကန်းထဲတွင်ဒေါက်တာရဲမြင့်လက်ထောက်ဆရာဝန်ခိုင်တစ္စာဘေးကနေကူညီပေးမိလူငယ်ဆရာဝန်တယောက်မေဈေးဆရာဝန်အားလုံးစုံလင်စွာ ရောက်ရှိနေကြလိမ့်ပြီစိတ်ကိုညင်ညင်ထားပါ မေဈေးဆရာဝန်က လူနာကိုတတိပေးလိုက်ရင် သူ့တာဝန်ကိုစတင်ဆောင်ရွက်လိုက်သည်ခဏကြာတွင် လူနာလည်းမျက်လုံးများမှေးဆင်းလာပြီးလောကကြီးနှင့်ယာယီခိတ္တာအဆက်အသွယ်ပြတ်တောက်သွားသည် နောက်ဒေါက်တာရဲမြင့်နှင့် ခိုင်တစ္ဆာတို့သည်လူနာဤဘိုက်ကိုစာတင်ခွဲစီကြလေသည်မေဇေးအရှင်ကြောင့်လူနာကတော့နာကျင်ချင်းကိုစိုးစင်းမြမခံစားရဒေါက်တာရဲမျက်နှာအတူ ပထမအချိန်အလုတ်တူတူလှုပ်ဆောင်နေရပြီမို့ပုံမှန်တွေ့နေရခြင်းထက် နီနီကကန်ထိုအခိုက်ခိုင်တစ္ဆာရင်ထဲတွင်ပို၍နာကျင်နေရသည်မေ့နေသောလူနာကဲ့သို့ဖြစ်နိုင်လေအရာအလုံးကိုမေးထားလိုက်ခြင်းမိသည်ခိုင်တစ္ဆာရှင် အလုပ်ကိုအအောင်ဆိုင်ပါ အမိတ်ဆန်သောဒေါက်တာရဲမြင့်စကားကို ခိုင်တစ္ဆာမနှိမ့်မြူရခင်က အလုပ်နှင့်ပတ်သက်လာရင်ချွတ်ချော်တိမ်းဆောက်မှုမရှိခဲ့ယခုလို အရေးကြီးသည့်ခွဲစိတ်မှုများလှုပ်ဆောင်နေရသည့်အချိန်တွင်လည်းတွေးဝင်နေခြင်းအလျင်းမရှိယခုတော့ဒေါက်တာရဲမြင့်ကြောင့်အလုပ်အပေါ်အာရုံအပြည့်အဝမထားနိုင်တော့ခြင်းခွဲစိတ်မှုပြီးဆုံးသွားသောအခါခွဲထားသောဒဏ်ရာကို ပြန်ချုပ်ရတော်မူထိုအချိန်နေရောက်ပြီဆိုလျှင် ဒေါက်တာရဲမြင့်သည် ခွဲကန်းထဲမှထွက်ခွာသွားလေရှိသည်လက်ထောက်ဆရာဝန်များကပဲလူနာကိုဆက်လက်တောင်းဝန်ယူကြရ၏ယခုလည်းတောင်းဝန်ကခိုင်တစ္ဆာ၏ပခုံးပေါ်ရောက်လာခဲ့သည် ခွဲကန်းအပြင်ထွက်သွားသောဒေါက်တာရဲမြင့်၏ကြောပင်ကို နာကြီးစွာကြည့်လိုက်သည် ထိုအချိန်တွင် အောင်နှကန်းကိုလည်းတွားဖြစ်ဖိကိုက်ထားမိသည် ထို့နောက်အကြံတစ်ခုဖြက်ကနေဝင်လာတော့ခိုင်တစ္ဆာ၏မျက်လုံးကဝင်းကနေလက်ကနေ ဒေါက်တာရဲမြင့်ကိုကလေးစားချေခြင်းသည့်စိတ်တို့ကလည်းတဖွာဖွာခွဲစိတ်ခန်းနေနိုင်ခိုင်သစ္စာနဲ့လူငယ်ဆရာဝန်လေးတို့နှစ်ဦးသာကြမ်းရှိနေသည်ခိုင်သစ္စာလည်းလူနာကိုတည်ဆောင်ရန်တွန်းလှဲတွန်းမိဝန်ထမ်းများကို လူငယ်ဆရာဝန်အားအခေါ်ခိုင်းလိုက်သည် သူတယောက်တည်းရှိသောအချိန်တွင်လူနာ၏ဘိုက်ကိုလင်းမြန်တက်ရက်စွာပြန်ချုပ်လေ၏ခန်းလေးဥအတက်ပေါက်၍ခွဲစိတ်မှုခံယူခဲ့ရသော လူနာသည် နှစ်ပတ်ကျော်ကြာမြင့်ပြီးသည့်နောက်ဇေယုံတို့ပြန်လည်ရောက်ရှိလာသည်ဆရာကျမဘိုက်တွေကခဏခဏအောက်နေလို့ပါဘာဖြစ်မှန်းလည်းမသိဘူးတခါတခါနာလွန်းလို့တေးရင်စိတ်တောင်ပေါက်မိပါတယ်ဆရာ ထိုအမျိုးသမီးစကားကြောင့်ဒေါက်တာရင်းမြင့်စဉ်းစားရခန့်နေသည်သူတာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်းခွဲစိတ်ကုသမှုသော လူနာများသည် များသောအားဖြင့်တက်တာသွားခဲ့သည်ကြီးသို့သောယခုလူနာသည် ရီကဲသို့ဖြစ်နေရသည်။သူ့မျက်နှာကို ကြည့်လိုက်ပြန်တော့လေတကယ်ကိုပင်မနှွမ်းနေပြီးအာရင်များ ဆုပ်ယုပ်နေသည့်ပုံစံ။ဟုတ်ကဲ့ပါကျွန်တော်ပြန်ဆန်းသက်ပေးပါမယ်။နှကြက်လေးကို နားတွင်တက်ခါလူနာမျိုးသမီးကို ဆန်းသက်ကြည့်လေသည်။နှလုံးခုန်တန်ကမူမှန်ခြင်းမရှိ သွေးပေါင်ချိန်ကလည်းအောက်သွေးကအနှင်းငယ်ကျနေသည်။လိုအပ်သောဆေးဝါးကုသမှုများပြုလုပ်ရန်လက်ထောက်ဆရာဝန်များကိုညွှန်ကြားလိုက်သည်။နောက်တစ်မှတ်ပြန်ရိုက်တော့ တင်ငါမကင်းဖြစ်မှုတစ်ခုကြောင့်ခွဲကန်းပြန်ဝင်ဖို့စီစဉ်ရပြန်သည်ဒုတစီခိုင်တစ္ဆာကဥတက်ပေါတာကိုခွဲခဲ့ပြီးပြီလေဆရာနောက်တစ်ခါပြန်ခွဲစရာမလိုဘူးထင်တယ်နော်အဲ့ဒီလိုလည်းမဟုတ်သေးဘူးအခုဟာငါတခုခုတော့ထူးကြနေပြီပြန်ပြီးခွဲစိတ်တင်နေထင်လို့ပါဒေါက်တာရဲမင်းကြီးအဖြစ်ကိုခိုင်တစ္ဆာနှိမ့်မြုပ်ခြင်းမရှိတော့ညာဂလန်ကစံဖြစ်စီမီစကားများနှင့်နှုတ်လန်ထိုးနေ၍မဖြစ်လူနာကိုပြန်လဲခွဲစိတ်ရန် စီစဉ်စရာရှိသည်ကို စီစဉ်ရပြီအုံးမီခွဲကန်းတဲ့သူနောက်တစ်ကြိမ်ဒီတစ်ကြိမ်တွင်တော့ဒေါက်တာရဲမြင့်ဤစိတ်ထဲတွင်အင်မတန်လေးလွန်နေသည်ထင်ထားသလိုမဖြစ်ပါစေနဲ့ဟုစိတ်ထဲတွင်အချင်းချင်းဆူတောင်းနေမိသည် ခွဲစိတ်ခမ်းသောဒါအတိအပားလိဖြင့်လူနာဤဘက်ကို ဖြည်းဖြည်းညင်သာစွာခွဲပြီးခြင်းခရီးဒေါက်တာရဲမြင့်ခမရကြောင်စီစီဖြစ်နေရသည်ဒါဘလို့ဖြစ်ရတာလဲဒါလုံးဝမဖြစ်တင်ဘူးနော် ဒီစကားကိုကြားယုံမျှရေရွတ်လိုက်ခြင်းဖြစ်ပြီးပောက်ကွဲဒေါသထွက်တန်လုံးဝမပါမမျော်လင့်မထင်ထားသောအရာကို တွေ့လိုက်ရခြင်းခေါင်းတစ်ခုလုံးလဲခြားခြားလဲသွားသည်နှင့်ဒေါက်တာရဲမြင့်မြင်တွေ့လိုက်ရသည်ကလူနာ၏ဘိုက်ထဲတွင်ဝါကွန်းတစပင်ဖြစ်လို့နေတော့၏ထိုဖြစ်စဉ်တွင်တာဝန်အရှိဆုံးပုဂ္ဂိုလ်ကဒေါက်တာရဲမြင့်ဖြစ်နေပြီးလူနာရှင်နှင့်ပြည်တနာတက်က နောက်ဆုံးချင်းပြည်နယ်ဘက်သို့ နယ်မြေပြောင်းခြင်းခံခဲ့ရတော်သည်လာကြိုတဲ့ကရောက်ပါပြီဆရာစေယုံတန်ရှင်ရဲ့အမျိုးသမီးကသတိပေးစကားလာပြောသောအခါမှဒေါက်တာရဲမြင့်ဤအတွေးစားတို့လည်းပြတ်တောက်သွားပြီးရုံးခန်းထဲကနေကားရှိရာသို့ငိုက်ဆိုင်ငိုက်ဆိုင်နှင့်ရှောက်လှမ်းသွားတော်၏နားဆင်ပေးသူအလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်